အာမီရာသရိကရေပိုင်နယ်တဲ့ရောက်သွားတဲ့တင်းမောတဲ့လေရင်တွေကလုံးဝပျောက်ကွယ်သွားသလိုမျိုးမြန်မာနိုင်ငံမှာရှိတဲ့ဒီရေကန်တဲ့ကိုရောက်သွားတဲ့လူတွေလေရင်တွေကလည်းအစအနောက်မရှိအောင်ကိုပျောက်ကွယ်သွားပါတယ်။စိတ်ဝင်စားတဲ့ကောင်းတာကတော့ဒီကန်ထဲမှာမြန်မာနိုင်ငံသားအပါအဝင်ဂျပန်၊အမေရိကန်၊အင်္ဂလိပ်တွေလည်းယာနဲ့ချီပြီးတော့ကိုစုံပါခဲ့ပါတယ်။ဒီလိုမျိုးစုံပါတာကလည်းဒီကန်ထဲမှာရှိတဲ့မကောင်းသောဝါတွေဝိညာဉ်တွေကြောင့်လို့လေအခုတိတိဒီနာကလူတွေကယုံကြည်နေကြပါသေးတယ်။ အရင်ခေတ်တွေမှာဒီကန်တန်းမှာလူပေါင်းရာနဲ့ချီပြီးဆုံးပသွားတဲ့အတွက်ဒီကန်ကိုပြန်လမ်းမဲ့ရီကန်ဆိုပြီးတော့ခေါ်ဆိုကြတာပါဒီကန်ရဲ့နာမည်အရင်ကတော့နောင်ရန်အင်းပါပြန်လမ်းမဲ့ရီကန်ကတော့မြန်မာနိုင်ငံကချေပြည်နယ်ပူတာဝအနီးနားမှာရှိပြီးတော့ ပန်းဆောင်မျိုးနဲ့ရှင်မယ်ဆိုရင်တော့တော်တော်လေးကိုနီးပါလေတိတိကျကျပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံနဲ့မြန်မာနယ်စပ်ချားမှာရှိနေပါတယ်အရင်တော့ကလူတွေဆိုရင်ဒီကန်နားကိုသွားဖို့အတွက်အယောင်းအမကြောက်ကြပါတယ်ဘာလို့လဲဆိုတော့ဒီကန်နားကိုသွားတဲ့လူတော်များများကအသက်ရှင်လျက်ပြန်မထွက်နိုင်ခဲ့ပါဘူး1942 1945ခုအတွင်းဒီနယ်စပ်ဒေသမှာတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာတော့အမေရိကန်တရုတ်အင်္ဂလိပ်လေတပ်ကဒီပြန်လည်မဲ့ကန်နားကနေဖျက်သွားလို့ရှိရင်လေရင်တွေကဒီကန်နဲကိုလုံးဝတက်ကြွသွားပါတယ် ဒါတွေမကသေးပါဘူးဒီကန်ထဲကိုသွားတဲ့ရှာဖွေသမားတွေငါးဖန်းသမားတွေရွာသားတွေကလည်းအလောင်းတော်ပြန်မရတဲ့အထိပါဖြစ်ခဲ့ပါသေးတယ် အန်ဩစရာကောင်းတာကတော့ the ham လေးချောင်းကနေတဆင့်ပစ္စည်းတွေပို့ဖို့လောက်ခဲ့ပါသေးတယ်ပစ္စည်းတွေပို့တဲ့အချိန်မှာလည်းဒီပြန်လဲမဲ့လမ်းချောင်းကနေတဆင့်ပဲသွားရပါတယ်အဲ့ဒီအချိန်မှာလင်းတော်တော်များများကလည်းပြက်ကျသွားခဲ့တယ်လို့လင်းပေါ်မှာပါလာတဲ့လူတွေကလည်းဆုံးပါသွားခဲ့ပါတယ်အဖြစ်ပြက်တွေကဒီလောက်နဲ့နေမပြီးသေးပါဘူးဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာတော့ဂျပန်စစ်သားတွေကဒီကန်ကနေဖျက်ကူးပြီးတော့သူတို့အိမ်ကိုပြန်ခဲ့ကြပါတယ်ဒီလိုဖျက်ကူးတဲ့အချိန်မှာလည်းဂျပန်စစ်သားတွေကလုံးဝပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့တယ်လို့တချို့ဆိုလည်းအလောင်းတော်ပြန်မရတော့ပါဘူး ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့မကောင်းသွားတွေကြောင့်လို့တချို့လူတွေကပြောကြပါမယ်တချို့တွေကတော့ဒီဂျပန်စစ်သားတွေကငပြားယောဂကြောင့်ဆုံးပါသွားတာဆိုပြီးတော့လည်းပြောဆိုကြပါတယ်ဒီလိုမျိုးအဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်လာတဲ့အချိန်မှာတော့ဒီကန်နဲ့ပတ်သက်ပြီးတော့ရာသားတွေရကြောက်စိတ်ကပို့ပို့ပြီးဆိုးလာခဲ့ပါတယ်ဒီကန်မှာမကောင်းသွားတွေဝိညာဉ်တွေရှိတယ်ဆိုပြီးတော့ယုံကြည်လာကြပြီးတော့ကောလဟာလာတွေကလည်းထွက်လာခဲ့ပါတယ် ဒါဆိုမကောင်းသွားတွေကတကယ်ပဲရှိနေရလားဒီကိစ္စကိုပညာရှင်တွေကတော့ဘလုံးမတုတ်ပြန်ထားလဲမိကုံထုတ်เสียရတယ်ရှိလာခဲ့ပါပြီဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပြီးတော့ဂျိုသားအကြောင်းနဲ့အာကာသနဲ့ကဘာအကြောင်းနဲ့ဘာသာရေးနဲ့တမိုင်းအကြောင်းတွေကိုပြင်းစရာမရှိဘဲနဲ့အတွင်းကြကြကြည့်ဖို့အတွက် YouTube channel တခုကိုကျွန်တော်ကျွန်းပေးချင်ပါတယ်ဒါကတော့ Sammin Thoughts Fear channel ပါအချက်လက်တွေကိုတိတိကျကျနဲ့အမိုက်စားအထစ်တွေနဲ့ဗီဒီယိုတွေကလည်းတကယ်ဟိုမှမိုက်ပါတယ်ဗီဒီယိုတွေကလည်း quality ကောင်းပြီးတော့ဆွဲဆောင်မှုလည်းတော်တော်လေးရှိပါတယ် ြည်နေရင်လည်း तू သုံးထားတဲ့ sound effect တွေသူ့ရဲ့ video scale တွေကြောင့်အဲ့နေရာကိုတခါတလေရောက်သွားသလိုမျိုးခံစားစေရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အခုပဲ Sammin Tospia YouTube channel ဆိုပြီးတော့ share ကြည့်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ video လေးကိုပြန်ပြီးတော့ဆက်လိုက်ရအောင်ဒီကန်နဲ့ပတ်သက်ပြီးတော့ရိုးရွာဇလန်းတွေကအများကြီးကိုရှိနေပါတယ်ဒီဇလန်းတွေကအမှန်ဖြစ်ချင်ကောင်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းနေတာတော့အမှန်ပါပဲ ပထမတစ်ခုကတော့ဒီကန်ထဲမှာနတ်သမီးရှိတယ်ဆိုတာပါပဲဒီကန်ထဲမှာရှိတဲ့နတ်သမီးကသူမရဲ့အလှတရားကိုအတုံးချပြီးတော့ယောက်ျားတွေကိုဆွဲဆောင်ပါတယ်ဆွဲဆောင်တဲ့အပြင်တသက်လုံးပြန်လာချင်ဂယုဆိုင်ပြီးတော့လည်းပြူဇွဲထားပါတယ်အဲ့ဒါကြောင့်မို့ဒီနာကိုရောက်လာတဲ့ယောက်ျားလေးကအိမ်ကိုမပြန်ချင်တော့တာပဲဖြစ်ပါတယ် နောက်တစ်ခုဇလန်းမှာတော့ဒီကန်တန်းမှာဥစ္စာဆောက်တွေရှိနေပြီးတော့သူတို့ပိုင်တဲ့နေမြေတဲကိုရောက်လာလို့ရှိရင်သူတို့ကအသက်တွေကိုလိုက်နှုတ်ပစ်တာပဲဖြစ်ပါတယ်။လိန်နဲ့ဖြစ်စေရေချောင်းနဲ့ဖြစ်စေသူတို့ပိုင်တဲ့ကိုရောက်လာသမျှအရာတွေအားလုံးကိုသူတို့ကသိမ့်ပိုက်ပြီးတော့အသက်တွေကိုလိုက်နှုတ်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဓာတ်တွေကကောလာဟာလာတက်တက်ဆိုပြီးတော့တိပ်ပံပညာရှင်တွေကလည်းပြန်လည်ဖြေချခဲ့ပါသေးတယ်။ဘာလို့လဲဆိုတော့ဒီပြန်လမ်းမဲ့ရေကန်ဟာတောင်တန်းနေကြမှာရှိပြီးတော့ဒီနားတောက်ဝိုက်ကမိုးတိမ်ထူထပ်ပါတယ်။ဓာတ်တွေမကသေးပါဘူး။လေလိုင်းကလည်းအယောင်မှာပြင်းထန်လို့လေရင်ပြတ်ကျမှုတွေကလည်းအများပြားဒီမှာပဲဖြစ်ခဲ့တယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။တချို့လေရင်မောင်းတွေကလည်းဒီအင်းနာကိုရောက်ပြီးတော့လွတ်မြောက်ခဲ့ပေမဲ့အများစုကတော့ပျက်စီးခဲ့ပါသေးတယ်။ ။ဒါရီမကသေးပါဘူးဂျပန်စစ်သားတွေရုတ်တရက်ဆုံးပါသွားတာကငပြားယောဂအကြောင်းဆိုပြီးတော့တိဗ္ဗံမင်းညာရှင်တွေကအဖြေထုတ်ခဲ့ပါလေ။စိတ်ဝင်စားစရာကောင်းတာကတော့ဒီနာတဝိုက်မှာနေထိုင်တဲ့ဒေသခံတွေကရုတ်တရက်ပျောက်ွယ်သွားတဲ့အကြောင်းရင်းကိုတော့ဘယ်သူမှအခုတိတိအဖြေမရှာတွေ့နိုင်ခဲ့ပါဘူး။ဒါပေမဲ့အခုအခါမှာတော့ဒီကန်ကြီးက Tory Place လို့ခေါ်တဲ့ခရီးသွားလေပတ်ဖို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့တွားလို့မရပါဘူး။အိန္ဒိယနဲ့တစင်းလဲပတ်လို့တော့ရပါတယ်။ ဒီကံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကဘေးအကြောင်းအရာတွေများကြားဘူးလားရှိပါသလဲကိုမမရေးပေးခဲ့ပါဘူးကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားတဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်လေ့လာချင်ပါသေးတယ်ကျွန်တော်တို့ဘူးဒရိုင်းများကိုလည်းကိုစောရောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့်တွေ YouTube channel တွေ Facebook page တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာရောက်ရေးအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်ရေးလဲအသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram username ကိုအသုံးပြုပြီးတော့လဲကျွန်တော်စီလာရောက်ဆက်သွယ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်